မင်္ဂလာပါခင်ဗျာတနင်္ဂနွေသားသမီးများအတွက်နိုဝင်ဘာလ13ရက်နေ့မှနိုဝင်ဘာလ16ရက်နေ့အတွင်းတပတ်တာကာလကံကြမ္မာကိုအကြံပြုခေါ်ပြောပြီးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလသည်တဲ့ကံတရားကမျက်နှာသာပြိမဲ့အချိန်ကာလလည်းပဲဖြစ်ပါတယ်တဲ့ဒီကာလမှာမိတ်ဆွေတို့ရဲ့နေအိမ်ကိုဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုယ်ွယ်စရာပုံတော်များဖျားဆင်းလူတော်များဖျားရုပ်ွားတော်များကြွလာတတ်ပါတယ်ပြီးတော့ယဟန္တာပုံတော်တွေနော်ရှင်တိဝိရိပုံတော်တွေရှင်ဘာဂௌဒ္ဓပုံတော်တွေအဲ့လိုယဟန္တာပုံတော်ကိုယ်ွယ်စရာပုံတော်တွေလည်း ွတ်လာတတ်ပါတယ်တဲ့နမိတ်အရန်ကောင်းပါတယ်တဲ့ပြီးတော့မိတ်ဆွေတို့အနေနဲ့အရင်ကထွက်ထားတဲ့ရွှေတဲ့ပစ္စည်းတွေပါတယ်ဆိုရင်လဲရွှေတွေပါတယ်ပြန်ပြီးတော့ဝင်လာတတ်ပါတယ်ရွှေဝင်ငင်းလည်းရှိတယ်ပြီးတော့အိမ်ကိုတဲ့လူပူလူရှန်အနေနဲ့ဝင်လာခြင်းရှိပါတယ်တဲ့ပြီးတော့သတင်းကောင်းတွေစကားကောင်းတွေလည်းကြားပါလေဦးမယ်တဲ့တခုရှိတာကဒီကာလမှာမိတ်ဆွေတို့ရဲ့ကိန်းမှာဘုရုဏဘုရုဂျူဟာအကောင်းခံနာမှာရောက်နေပါတယ်ဘုရုဏဟာလူဂျူလူနံကိုလူကိုကိုသားပါတယ် ။ဒါကြောင့်မလို့ဒီကာလမှာလူဟာနော်ကိုကျင့်တရားကောင်းကောင်းနဲ့နေရမယ့်ကာလလေးပဲဖြစ်ပါတယ်။ဘာကြောင့်ကိုကျင့်တရားကောင်းကောင်းနဲ့နေတဲ့လဲဆိုရင်ဒီကာလဒီတဲ့အပြိုလူပြိုပဲဖြစ်ဖြစ်အိမ်ောင်တွေဒီမှာပဲဖြစ်ဖြစ်အရွယ်ရောက်ပြီးသားယောက်ျားလေးမိန်းကလေးတွေအနေနဲ့ဆိုရင်ဒီကာလမှာစမ်းအယမ်းပွင့်နေပါတယ်။ကို့မှာအိမ်ောင်ရှီမှန်တည့်ရနေတောင်မှနော်ကို့ကိုလာပြီးတော့ပတ်သက်ချင်တာပတ်သက်ချင်တဲ့လူတွေပေါ်လာတာမျိုးကို့မှာချစ်သူကြီးသားရှိနေတာကိုသူတည်ကြီးနဲ့ဇွတ်တိုးဝင်လာတာမျိုးတွေကြုံရတတ်ပါတယ်။ အဲ့ဒါတွေကိုရှောင်နိုင်အောင်ရှောင်ပစ်ပါတယ်။ကိုကျင်တရားအရေးကြီးပါတယ်။ဒါလေးကိုလို့နော်။ဗီဒီယိုဆိုင်ပါ။မဟုတ်လို့ရှိရင်ကောင်းတဲ့ကံတရားစဉ်ကျင်ပဲဖြစ်ပြီးတော့စိုးစားတတ်ပါတယ်။ဒုက္ခတွေပါရောက်ကုန်တတ်ပါတယ်။အဲ့ကိုကျင်တရားပြလိုက်လို့ရှိရင်။ပြီးတော့ဒီကာလမှာငွေကြီးနဲ့ပတ်သက်လို့ရှိရင်ငွေကြီးကတော့ရှာလို့ဖွေလို့အရန်လွယ်ကူတဲ့ကာလပါပဲ။ဒီကာလမှာလေ။အဲ့တော့ငွေကြီးရှာဖွေရတာဟိုနည်းနည်းလေးလွယ်ကူလာတာလွယ်ကူလာလိမ့်မယ်အချို့သောသူတွေတက်ကတော့နော်။ပြီးတော့ဒီ ငွေကြေးအကူအညီတောင်းတဲ့ကိစ္စတွေမှာလည်းเนาะဒီကြာလာမှာအကူအညီတောင်းမယ်ဆိုရင်တော့အဲရဖို့ရောက်လမ်းနေအခွင့်လမ်းကောင်းနေပေါ်တတ်ပါတယ်ပြီးတော့အကျွေးတွေပါနေရစရာရှိလဲဒီကာလမျိုးမှာတောင်းတင်ပါတယ်အဲရဖို့အတွက်အခွင့်အရေးကောင်းနေပေါ်တတ်ပါတယ်ဒီကာလဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ကံမျက်နှာသာပေးမဲ့အချိန်ကာလလေးပဲဖြစ်ပါတယ်တဲ့တခုရှိတာဒီကာလမှာအိမ်အောင်တွေဖြို့ဆိုရင်တော့လင်မယားချင်းမသိမ့်တင်လို့ရှိရင်မသိမ့်မြန်ရင်လက်ကိုရွှင်နေတဲ့ဒီကာလစီးပွားလဲပို့ဖြစ်တယ်တဲ့အဲ့တော့လင်မယားမသိမ့်မြန်ရင် ငွေကြီးကံပူပြီးကောင်းတယ်လို့သူကပြောချင်တာပေါ့နော်ပြီးတော့ဒီကာလမှာသူတစ်ပါးကိစ္စကြောင့်ကို့မှာစကားများတာကို့ကိစ္စမဟုတ်ဘူးနော်သူတစ်ပါးကိစ္စနဲ့စကားများတာစကားပြောရှို့ချင်းရတာဒီခိုက်ရန်ဒေါသဖြစ်ပွားတယ်ဖြစ်ရတတ်တယ်ဒါကြောင့်မို့သူတစ်ပါးကိစ္စရယ်ဆိုရင်တတ်နိုင်လေရနော်နည်းနည်းလေးရှောင်ထားပြီပါလက်ရှောင်ထားပြီပါနော်နောက်တစ်ခုကမိတ်ဆွေတွေရဲ့မွေးနံဖြစ်တဲ့တနင်္ဂနွေနဲ့တနင်္ဂနွေဂျိုဟာဒီကာလမှာရန်ဂျိုမိနေတာဖြစ်တဲ့အကြောင်းမလို့အဲ့တော့ဒီခိုက်ရန်သဘောလေးတော့ရှိတယ် နောက်တစ်ခုကမိမိကိုနဲ့မိ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 စိတ်နဲ့မိမိကိုပေါ့နော်စိတ်တိုင်းမကြတာမိမိကိုကိုမိမိစိတ်တိုင်းမကြတာလေဖြစ်တတ်တယ်အဲ့တော့ကိုကိုကိုစိတ်တိုင်းမကြဘဲနဲ့ပြည့်စုံမြမြင်သမျှတွေပေါ်မှာပေါ့စိတ်အလိုမကျမှုတွေဖြစ်နေတတ်တယ်အထူးသဖြင့်အိမ်မာနေတဲ့သူတွေနဲ့ကိုကမသိမမြတ်တွေဖြစ်တတ်တယ်ကိုကိုတိုင်းကဘာဖြစ်ခြင်းမှန်းမသိဘဲနဲ့အဲ့လိုစိတ်အလိုမကျမှုတွေဖြစ်နေတယ်နည်းနည်းဒေါသလေးတွေကြီးနေတာမျိုးနောက်တစ်ခုကကျတော့မဖြစ်လာသေးတဲ့အကြောင်းတရားတွေကိုကြိုတွေးပြီးတော့စိတ်ပူပန်စိတ်ပူပန်ပြီးစိတ်ညစ်နေတာမျိုးလေးတွေ ဖြစ်နေတဲ့ဒီကာလအဲ့ဒါလေးတော့ရှိတယ်ဖြစ်နိုင်ရင်ဒီကာလမှာပျော်စရာရွှင်စရာတွေပဲတွေးပါပျော်စရာပျော်ဝရွှင်ရမယ့်နေရာတွေကိုပဲတွားပါစိတ်ညစ်စရာအတွေးတွေပေါ့အတတ်နိုင်ဆုံးဖြောက်ပြပါနော်အဲ့လိုဖြောက်လိုက်လို့ရှိရင်အဆက်အသွယ်အဆင်ပြေသွားပါလိမ့်မယ်ဒါလေးတော့ရှိတယ်ပေါ့နော်ဘာလို့ပြောပြောမိတ်ဆွေတို့အနေနဲ့ဒီတစ်ပတ်တာကာလအတွင်းမှာမကောင်းကျိုးတွေပြောက်ပြီးကောင်းကျိုးတွေရအောင်မိတ်ဆွေတို့ပြုလုပ်တဲ့ရေရာကတော့ဖယားတစုစုစီရီတော်တစုစုရဲ့ပို့ထူးတော်မှာကန့်ကော်15ညွတ်တွားရောက်ဒူရန်ပူဇော်ပေးခြင်းအဖြစ် ကန်တရားရဲ့အထောက်ပံ့တွေရရှိစေပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာတနင်္လာသားသမီးများအတွက်နိုဝင်ဘာလ17ရက်နေ့မှနိုဝင်ဘာလ19ရက်နေ့အတွင်းကပတ်တာကာလကညီမကိုအကြံပြုဟောပြောပြမှာဖြစ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလသည်တဲ့မိတ်ဆွေဆရာသမားများရဲ့ပူညီမဆမှုခံရတဲ့အချိန်ကာလဖြစ်တယ်တဲ့ဒီကာလမှာမိတ်ကောင်းဆွေကောင်းတွေလည်းရတတ်တယ်မိတ်သစ်ဆွေသစ်တွေလည်းတွေ့ရတတ်တယ်ပြီးတော့ကွဲကွာနေတာကြာပြီဖြစ်တဲ့မိတ်ဆွေအပေါင်းအသင်းများလည်း ပြန်လည်ပြီးတော့စုံစည်းရတတ်ပါတယ်တဲ့ဒီကာလမှာပြီးတော့ငယ်ရွယ်သူတွေဆိုလို့ရှိရင်လည်းပညာရေးနဲ့ပတ်သက်ပြီးအထူးအားကောင်းနေပါတယ်တဲ့သင်တန်းတွေပါလေတက်ရတတ်တယ်နော်ကို့ဘဝအတွက်အထောက်အကူပြုမဲ့သင်တန်းမျိုးတွေကိုတက်ရတတ်ပါတယ်တဲ့အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးအထူးအားကောင်းနေပါတယ်ပြီးတော့ဒီကာလမှာဒီဒီဘိုးတော်ပေါ့နော်ဝိဇာရီနဲ့ပတ်သက်ပြီးတော့ယုံကြည်ကိုးစားတဲ့သူတွေနည်းနဲ့ဆိုလို့ရှိရင်တော့အဲ့ဒီဘိုးတော်တွေဝိဇာရီရဲ့ကိုညီမဆာမှုစောင့်ရှောက်မှုကိုလည်းခံရတတ်ပါတယ်တဲ့နော်ဒီကာလအာ ပြီးတော့ဒီကာလမှာမိမိတို့အိမ်ရဲ့ဖះနော်ဖះเจ้าဆောင်ကိုနော်တန့်ရှင်းလုပ်ချင်တာမျိုးနော်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒိဋ္ဌန်တွေဘာတွေလုပ်ချင်တာမျိုးဘာသာရေးလုပ်ချင်တဲ့စိတ်တွေလည်းပေါ်ပေါက်လာတတ်ပါတယ်တဲ့အဲလုပ်ပြင်လည်းကောင်းတယ်တဲ့နောက်တစ်ခုကဒီကာလမှာရွှေတယ်ပစ္စည်းတွေဘာတွေထွက်ကင်းရှိနေပါတယ်ဒါကြောင့်မလို့မိမိမှာရှိတဲ့ရွှေတယ်ပစ္စည်းတွေကတခုခုကိုအထွက်သဘောမျိုးလေးပြထားတတ်ပါတယ်ရွှေထွက်ကင်းရှိတယ်တဲ့နောက်တစ်ခုကကြတော့အိမ်မှာ ရေနဲ့ပတ်သက်ပြီးတော့အနှဲငယ်စိတ်ညစ်စရာလေးပေါ်တတ်တယ်တဲ့ဥပမာတစ်ခုရေပိုက်တွေရေယိုစိတ်နာမျိုးလေးတွေနော်အဲ့လိုရေနဲ့ပတ်သက်ပြီးတော့အနှဲငယ်စိတ်ညစ်စရာလေးပေါ်တတ်တယ်အဲ့တော့ရေနဲ့ပတ်သက်ပြီးတော့အသေးစားပြုပြင်ရမယ့်ကိစ္စမျိုးဆိုရင်တော့ဒီကာလမှာမပြုပြင်ပါနဲ့ဦးနဲ့နောက်တစ်ခါကြော်မှာပဲအဲ့ဒါပြုပြင်ပါတဲ့ပြင်ဆင်ပါတဲ့နော်ပြီးတော့သားသမီးကိုအကြောင်းပြုပြီးတော့နည်းနည်းလေးစိတ်ညစ်ရမယ့်ကိစ္စလေးရှိနေတယ်တဲ့သားသမီးကြောင့်လေစိတ်နှဲငယ်ညစ်ရတတ်ပါတယ်တဲ့ ပြီးတော့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့မိဘများကိုကောင်းစွာပြုစုထောက်ပံ့နိုင်မယ့်အချိန်ကာလလေးဖြစ်တယ်တဲ့မိဘတွေကိုလည်းကိုထောက်ပံ့ခြင်းနဲ့စိတ်တည်ရှိရင်ဒီကာလမှာထောက်ပံ့နိုင်မယ့်ကာလပေါ့နော်အဲ့တော့ဒီကာလဒီမိဘများကိုကောင်းစွာပြုစုထောက်ပံ့နိုင်မယ့်မိဘကျေးဇူးဆက်နိုင်မယ့်အချိန်ကာလမျိုးဖြစ်ပါတယ်တဲ့ပြီးတော့ဒီကာလမှာမိတ်ဆွေတို့အတွက်မိတ်ဆွေတို့ပေါ်မကောင်းတဲ့အရာတွေဆိုရင်တဲ့ကံတရားကဖယ်ချသွားမယ့်ကာလဖြစ်ပါတယ်တဲ့ဥပမာတစ်ခုဟိုငွေရသူများချစ်သူကြီးသားများဆိုကြပါစို့ ဒီချစ်သူဒီကောင်မလေးဟာကို့ပုံမှာမကောင်းဒီကောင်လေးဟာကို့ပုံမှာမကောင်းဆိုရင်ကံတရားကဖဲချသွားမဲ့ကာလဖြစ်ပါတယ်အဲ့တော့ကို့နာကနေပြီးတော့မကောင်းတာတွေကိုပယ်သွားမဲ့ကာလဟာဒီကာလပါပဲဒါကြောင့်မလို့ဒီကာလမျိုးမှာချစ်သူကြီးသားမျိုးတွေကို့ပုံမှာမကောင်းတဲ့လူမျိုးဆိုရင်ကံဖဲသွားပါလိမ့်မယ်အဲ့ဒါလေးတော့ရှိတယ်နော်အဲ့တော့ဒီလိုကာလမျိုးမှာမိစွေတို့အနေနဲ့လူမျိုးသားနော်လူမျိုးသားဘာသာကြားတွေရဲ့နည်းငယ်ဒုက္ခပေးခြင်းကိုခံတတ်ပါတယ်ဒါကြောင့်မလို့လူမျိုးသားဘာသာကြားတွေနဲ့ ဆက်နွယ်ပြီးတော့လုပ်နေရတဲ့သူမျိုးဆိုလို့ချင်းဒီကာလလေးမှာဂယုဆိုင်ပါနောက်ပြီးတော့နိုင်ငံရဲ့အခြားနယ်ပတ်သက်ပြီးတော့ဆက်နွယ်ပြီးတော့လုပ်ငန်းလုပ်နေရတဲ့သူမျိုးဆိုရင်လည်းဒီကာလမျိုးလေးတွေမှာနည်းလေးဂယုဆိုင်ပါနော်လူမျိုးကြပါသားကြလေးတွေအနေငယ်ဒုက္ခပေးတတ်ပါတယ်တဲ့ဒီကာလမျိုးမှာမိတ်ဆွေတို့အနေနဲ့မကောင်းကျိုးတွေပြောပြီးကောင်းကျိုးတွေရအောင်မိတ်ဆွေတို့ပြုလုပ်တဲ့နေရာကတော့ငါအရှင်ငါကောင်ကိုဈေးကနေဝယ်ပြီးတော့တဲ့အဲ့ဒါရေအရှင်မှာသွားပြီးတော့ဘေးမဲ့လွတ်ပေးခြင်းအဖြစ်အဲ့ဒီကုသိုလ်ပြုခြင်းအဖြစ် မကောင်းကျိုးတွေပျောက်ပြီးတော့ကောင်းကျိုးတွေရရှိစေပါရဲ့ခင်ဗျာမင်္ဂလာပါခင်ဗျာအင်္ဂါသားသမီးများအတွက်နိုဝင်ဘာလ13ရက်နေ့မှနိုဝင်ဘာလ16ရက်နေ့အတွင်းတပတ်တာကာလကညမှာကိုအကြံပြုခေါ်ပြောပြမှာဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလတွင်မှာအလုံနေရာအိမ်နေရာပြင်ဆင်မွတ်မှန်ရခြင်းအလုံသက်ပေါ်ခြင်းအလုံနဲ့ပတ်သက်ပြီးတော့အဆက်သက်တွေရရှိခြင်းအလုံနဲ့ပတ်သက်ပြီးတော့အကြံစီကောင်းများပေါ်လာခြင်းဆိုတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တိုးတက်မဲ့အချိန်ကာလလေးပဲဖြစ်ပါတယ်။ဝန်ထမ်းများကတော့အလုပ်မှာအတိုက်ခံတွေပေါ်နေတတ်ပါတယ်။အတိုက်ခံပေါ်ပြီးတော့မှကောင်းတဲ့နေရာကိုရရှိရောက်ရှိတတ်တဲ့သဘောရှိပါတယ်တဲ့။ဒီကာလမှာမိတ်ဆွေတို့အနေနဲ့တရင်ကောင်းတွေကြားဖို့ရှိတယ်၊ရဝေးခီးတွေတွားဖို့ရှိတယ်၊ကောင်းသောခီးတွေတွားဖို့ရှိတယ်၊ခီးတွားခြင်းအဖြစ်လည်းကံကောင်းပါတယ်တဲ့။နော်မိမိတို့အကျိုးရှိပါတယ်တဲ့။တခုရှိတာကဒီကာလမှာမိမိရဲ့နော်မိ쇠ဆရာသမားတွေနဲ့အဆင်မပြေမှုလေးတွေဖြစ်တတ်တယ်တဲ့နော် ါကြောင့်မလို့ဒီကာလမှာမိတ်ဆွေဆရာသမားတွေနဲ့ဆက်ဆံတဲ့အခါမှာနော်ပြောဆိုဆက်ဆံတဲ့အခါမှာသူတဆိုင်ပြီးတော့ဆက်ဆံတဲ့မှာလေအဲ့တော့မိတ်ဆွေဆရာသမားတွေရဲ့အမြင်မကြည်လင်ခြင်းမိတ်ဆွေဆရာသမားများနဲ့ဒီမိတ်ပြက်ခြင်းတွေမိတ်ပြက်ရတဲ့ကိစ္စမျိုးတွေပေါ်တတ်ပါတယ်ဒါလေးတော့ view ဆိုင်အောင်ပါပေါ့နော်ပြီးတော့ဒီကာလမှာရွှေတဲ့ပစ္စည်းတွေဘာတွေထွက်နေတာရှိရင်ပြန်ဝင်တတ်ပါတယ်ရွှေဝင်ငင်းရှိတဲ့အဝင်တော်တယ်ပြီးတော့အင်္ဂါနံစက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့နော်အချင်းအပြောင်းကိစ္စလေးတွေပေါ်တတ်တယ် အဆင်ပြေမယ်ပေါ့နော်အချိန်မြောင်းကိစ္စလေးပေါ်တတ်တယ်ပြီးတော့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့ဒီမိမိတို့ရဲ့အိညာအနီနာမှာတဲ့အနေငယ်ရှုပ်ပွားနေတာမျိုးတွေရှိနေတယ်တဲ့ဒါကြောင့်မလို့အိညာအနီနာရှုပ်ပွားတာလေးကိုတန့်ရှင်းလေးလောက်ထားတင်ပါတယ်တဲ့ပြီးတော့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့မိသားစုထဲမှာပေါ့နော်အိမ်မှာအတူနေမိသားစုထဲမှာလက်ဝတ်ရတနာမှာကြောက်တွေပြုတ်တတ်တယ်တဲ့နကတ်တို့လက်စွပ်တို့မှာရှိတဲ့ကြောက်ပေါ့နော်ကြောက်ပြုတ်တတ်ပါတယ်တဲ့ အဲ့လိုကြောက်ပြုတ်တဲ့နမိတ်ဒီငွေကုန်ကြီးကြများတော့မယ်ဆိုတဲ့နမိတ်ကိုပြပါတယ်တဲ့ဒါကြောင့်မလို့လဝိရဏကြောက်ပြုတ်ပြီဆိုရင်အဲ့ဒါချက်ချင်းပြန်ပြီးတော့တက်ရပါလေဒီတော့တင်ပါပါတော့နော်လက်ပိတ်တက်လို့ပါပြီးတော့နောက်တစ်ခုကသူတို့ဘာလာပြီးတော့ကိုယ့်ကိုပစ္စည်းတွေဘာတွေလာအပ်လို့ရှိရင်လက်သက်မခံတင်ပါဘူးတဲ့အဲ့တော့တယောက်ကနေကိုယ့်ကိုပတ်စံအပ်ထားတာတို့ပစ္စည်းတွေဘာတွေလာအပ်ထားတာတို့ကိုကိုယ်ကလက်သက်ခံလိုက်လို့ရှိရင်အဲ့ဒါလက်ပိတ်တက်ပါတယ်အဲ့တော့သူတို့ဘာအပ်တဲ့ပစ္စည်းများကိုလက်သက်မခံတင်ပါတဲ့ထို့တူပဲကိုယ့်ရဲ့အိမ်မှာပေါ့နော် ကားလေးခဏထားခြင်းလို့ဆိုင်ကယ်လေးခဏထားခြင်းလို့ဒီအသာဒီပစ္စည်းလေးတွေခဏထားခြင်းလို့ဆိုပြီးတော့အိမ်မှာပစ္စည်းတွေပါလေလာပြီးအိုင်ရင်လေဒီတော့တင်မှာလက်မခံသင့်ပါဘူးအဲ့ဒါကြီးလက်ခံရင်လက်ပိတ်တတ်ပါတယ်တဲ့နောက်တစ်ခုကမိမိအနေနဲ့ဒီကာလမှာစနေနံပစ္စည်းများအလကားအဝယ်မခံရပါဘူးအလကားဆိုတဲ့နေရာမှာလက်ဆောင်ရတာတို့နော်သူများကြော့တာတို့ပေါ့နော်အဲ့လိုမျိုးကြော့ခံရတာလို့လက်ဆောင်ရတာတို့ဆိုရင်ဟိုပေါ့ စတိသဘောမျိုးလေးပတ်စံပြန်ပြီးတော့ပေးလိုက်ပါတဲ့စတိသဘောမျိုးလေးပေါ့အနှင်းငယ်ပတ်စံလေးပြန်ပြီးပေးလိုက်ကို့အနေနဲ့ဝယ်ယူတဲ့သဘောမျိုးလေးဖြစ်သွားအောင်ပေါ့နော်အဲဒါပတ်စံလေးပြန်ပြီးပေးလိုက်ရတယ်ပြီးတော့ဒီကာလမှာအိမ်အောင်သေးများအနေနဲ့ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ပြဿနာလေးနဲ့ပေါ့နော်အပြစ်ပြက်နဲ့နှာခေါင်းတွေးထွက်တာတတ်ပါတယ်ဒါကြောင့်မို့အိမ်အောင်ရင်းနဲ့ပတ်သက်လို့ရှိရင်ဒီကာလဒီကြေနာတွေကိုထိတ်တိုက်မခေရှင်းတဲ့ကာလပါတော့တောင်းတော့သိခံစိတ်လေးမိုးတဲ့ကာလပါဘာဖြစ်လို့ဆိုရင်အပြက်ပြက်နဲ့နှာခေါင်းတွေးထွက်သွားတဲ့ကာလဖြစ်နေလို့ပါတဲ့ အဲ့တော့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့မကောင်းကျိုးပြကောင်းကျိုးရအောင်မိတ်ဆွေတို့ပြုလုပ်တဲ့ရည်ရာကတော့ဘုန်းကြီးကျောင်းကိုတဲ့အုံထမင်းနဲ့စွန့်ညိုက်သွားပြီးတော့ပူပေးပါတဲ့အုံထမင်းပေါ့နော်စွန့်ထမင်းကိုအုံထမင်းချက်ပြီးတော့ဘုန်းကြီးကျောင်းစွန့်ညိုက်ပူပေးခြင်းအဖြစ်မကောင်းကျိုးတွေပြောက်ပြီးတော့ကောင်းကျိုးတွေရရှိစေပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာဘုရုသာသမီးများအတွက်နိုဝင်ဘာလ17ရက်နေ့မှနိုဝင်ဘာလ19ရက်နေ့အတွင်းတပတ်တာကာလကံကြမ္မာကိုအကြံပြုဟောပြောပြီးမှာဖြစ်ပါတယ် ဘုရုသာသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလသည်တဲ့ငွေကြေးကံနေအထူးကောင်းနေတဲ့ကာလပဲဖြစ်ပါတယ်။ဒီကာလမျိုးမှာအလုတ်ကနေရတဲ့ဝင်ငွေရောကံတရားကြောင့်ရတဲ့လက်လာပါတွေရောဝင်လာတတ်တဲ့အချိန်ကာလမျိုးပဲဖြစ်ပါတယ်။အဲ့တော့ငွေကံအထူးကောင်းနေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုကာလမျိုးမှာငွေကြေးရယူစရာတောင်းဆိုစရာတွေရှိရင်ဒီလိုကာလမျိုးမှာတောင်းဆိုသင့်ပါတယ်။အဲ့တော့ငွေကြီးအကူကြီးတောင်းတာပဲဖြစ်ဖြစ်အကျွေးတောင်းတာပဲဖြစ်ဖြစ်မဖိုးတောင်းတာပဲဖြစ်ဖြစ်ဒီကာလမှာပြောဆိုတောင်းတောင်းမယ်ဆိုရင်ပေါ့နော် ရဖို့ရအခွင့်အရေးကောင်းအခွင့်အလမ်းကောင်းတွေပေါ်ပေါက်စီမှာလည်းပဲဖြစ်ပါတယ်ပြီးတော့ဒီကာလမှာစမ်းအရန်ပွင့်နေပါတယ်ငယ်ရွယ်သူများအနေနဲ့စမ်းအရန်ပွင့်ပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးတော့စွပြန်ကြည့်နူးရမယ့်ကိစ္စလေးတွေအခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမယ့်ကိစ္စလေးတွေပေါ်ပေါက်တတ်ပါတယ်တဲ့ပြီးတော့ဒီကာလမှာအလူကိစ္စတွေငလာကိစ္စတွေပေါ်တတ်တယ်အလူအတန်းတွေနော်မင်္ဂလာပွဲတွေကိုလည်းတွားခင်ရှိပါတယ်အဲ့ဒါတွားဖို့ကိစ္စပေါ်လာရင်တွားတာတွားပါအဲ့လိုအလူမင်္ဂလာတောင်တွေတွားခြင်းအပြင် မိမိအတွက်ကိုကန်တရားရဲ့အထောက်ပံ့တွေရရှိနေပါတယ်တဲ့ပြီးတော့ဒီကာလမှာလူမျိုးကြဘာသာကြားတွေရဲ့ကုညင်မှုမာစာမှုတွေခံရတတ်တယ်အဲ့တော့လူမျိုးကြဘာသာကြားကောင်းကျိုးပေးမဲ့အချိန်ကာလဖြစ်တယ်ပြီးတော့နိုင်ငံရဲ့အခြားနဲ့ဆက်နွယ်ပြီးတော့လုပ်ရတဲ့လုပ်ငန်းတွေဆိုရင်လည်းဒီချိန်ဒီကာလမှာအောင်မြင်တတ်ပါတယ်တဲ့ဒီကာလမှာလက်ရှိလုပ်နေတဲ့အလုပ်ပေါ်မှာမပျော်ပိုက်တော်ပဲနဲ့အလုပ်ပြောင်းလို့တဲ့စိတ်တွေပေါ်တတ်ပါတယ်မပြောင်းသင့်သေးပါဘူးနောက်ပြီးတော့ဒီကာလမှာ နော်အိမ်မှာမိသားစုနဲ့အတူနေတဲ့သူဆိုလို့ရှိရင်အိမ်မှာမပျော်ပိုက်တော့ဘဲနဲ့အိမ်ရဲ့ပြင်ပကိုထွက်သွားခြင်းတဲ့စိတ်ပြီးပေါက်နေတတ်တယ်တဲ့အဲ့ဒါအိမ်ကနေထွက်သွားခြင်းတတ်တယ်။ဘာကြောင့်လဲဆိုတော့အိမ်မှာရှိတဲ့အကြီးအကဲနဲ့မတည့်လို့တဲ့အဲ့တော့အကြီးအကဲနဲ့တော့နည်းနည်းလေးအဆင်မပြေဘူးဖြစ်တတ်တယ်တဲ့။ပြီးတော့ဒီကာလမှာမိမိရဲ့အောက်လက်အသားသမီးပေါ့နော်သားသမီးကြောင့်အနေငယ်စိတ်ငြိမ်ရမယ်နော်အိုက်ကင်းလေးရှိတယ်။ပြီးတော့အိမ်မှာရေစီးတွေအဲ့ပေါ့ရေနဲ့ပတ်သက်ပြီးတော့စိတ်ငြိမ်စရာကိစ္စလေးတွေလည်းပေါ်တတ်ပါတယ်တဲ့။ နောက်တစ်ခုကရွှေတဲ့ပစ္စည်းတွေဘာတွေထွက်ကင်းရှိတယ်ရွှေတွေဘာတွေပျောက်တတ်တယ်ပေါ့ထွက်တတ်တယ်ပေါ့အဲ့တော့ရွှေထွက်ကင်းတွေတော့ရှိတယ်အဲ့ဒါလေးတော့အဲ့တော့ဒီထွက်ကင်းလေးကိုကိုကရေရာခြေတဲ့အနေနဲ့ကိုရဲ့ကိုမှရှိတဲ့ရွှေတဲ့ပစ္စည်းကိုနော်ယုံကြည်ရတဲ့လူကိုခဏအထားတာမျိုးအထွက်ပြလိုက်တာမျိုးလေးတွေနဲ့နော်ထွက်လိုက်တတ်ပါလေတဲ့ပြီးတော့ဒီကာလကဒီအရှိရလူတဲ့အနောက်ကရတဲ့ကာလမျိုးတဲ့အဲ့တော့ညောင်သေးလေးလောက်လူပဲမဲ့ညောင်မင်းလောက်ရတယ်ဆိုတဲ့ခင်ဟာဒီကိမ့်မဲ့ပေါ့ အဲ့တော့အရှိရတူရင်အနောက်ကပြောင်းဝင်တယ်ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာနော်အလူအတန်းကိုလေနေ့စဉ်နေ့စဉ်ပေါ့နင်းများမဟုပေါ့နေ့စဉ်နေ့စဉ်အလူဒါနလေးကိုပြုတင်ပါတယ်တဲ့အဲ့တော့အရှိရတူချင်းအဖြစ်အနောက်ကနေပြီးကိုယ့်ရဲ့လက်လာပါတွေကပို့ပြီးတော့အဲ့ဒါကောင်းမွန်လာစေပါတယ်တဲ့နော်အဲ့တော့ဒီဂိမ်းကြီးဘာပြောရလဲဆိုရင်လူနာပြီးတော့ငွေမာတဲ့ဂိမ်းနဲ့လူကတော့ပင်မမယ်ကျမကြီးလေးလည်းအနေငယ်ညံ့တတ်တယ်ပေါ့နော်အဲ့တော့လူနာပြီးငွေမာတဲ့ဂိမ်းမျိုးဖြစ်ပါတယ်တဲ့ ဒါကြောင့်မို့ဒီလိုကင်းညိုရောက်ပြီဆိုရင်လူကိုနာအောင်နေရတယ်အဲ့တော့လူကိုနာအောင်နေရတယ်ဆိုတော့မိမိရဲ့ဝတ်စားစင်ရမှုမှာအနေဟောပါဗောနည်းနည်းလေးကအယောင်မှိန်လိုက်ရတယ်ဟောအရင်အကောင်းစားတွေအရင်ဝတ်တာမျိုးတွေမလုပ်ခဲနဲ့ပုံမှန်လေးပေါ့နော်တာမန်ဝတ်စားစင်ရမှုလေးနဲ့နေသင့်ပါတယ်ပြီးရင်မိမိကိုကိုမိမိပင်ပန်းအောင်လို့နော်မနဲ့စောစောထားပြီးတော့လမ်းလျှောက်တာမျိုးလို့နော်အားကစားတွေပါလောက်တာမျိုးလို့အဲ့လိုအပင်မခံတဲ့ကာလပါအဲ့တော့လူနာရင်ငွေမာတယ်ဆိုတဲ့အတိုင်း လူပင်မရင်ကန်ဒီပူပြီးကောင်းပါတယ်တဲ့နော်ဒီကာလမှာမိစေတို့အနေနဲ့ဒီကာလမှာမကောင်းကျိုးတွေပြောက်ပြီးကောင်းကျိုးတွေရောက်အောင်မိစေတို့ပြုလုပ်တဲ့ရေရာကတော့နော်နဂယုံဖရားမှာတဲ့ဖညက်ခဲကိုခဲအဲ့ဒါကိုဖညက်ခဲကိုခဲကိုစက်ကူကတော်လေးနဲ့ထုတ်ပြီးတော့နဂယုံဖရားမှာတွားရောက်တူရန်ပူဇော်ခြင်းအဖြစ်မကောင်းကျိုးတွေပြောက်ပြီးတော့ကောင်းကျိုးတွေရရှိစေပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာကြာသာပရိသတ်သမီးများအတွက် နိုဝင်ဘာလ23ရက်နေ့မှနိုဝင်ဘာလ19ရက်နေ့အတွင်းတပတ်တာ ကာလကညမှာကိုအကြံပြုဟောပြောပေးမှာဖြစ်ပါတယ်။ကြာသာပရိသတ်သမီးမိတ်ဆွေတို့အနေနဲ့ယခုကာလအတွင်းမှာတဲ့ဖုန်းကူကြီးမဲ့ကာလဖြစ်ပါတယ်တဲ့။ဒီကာလအတွင်းမှာနှစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ယုံကြည်ကိုးစားတဲ့သူတွေအနေနဲ့ဆိုရင်တမာတွေကနှာခေါင်းနဲ့မျက်ဒီမိမိတို့ကိုးကွယ်ရာနှက်တွေရဲ့ကူညီမှုမဆာမှုစောင့်ရှောက်မှုချစ်ခင်မှုကိုခံရတဲ့အချိန်ကာလဖြစ်ပါတယ်တဲ့။ဒါကြောင့်မလို့မိမိတို့အနေနဲ့မနက်ပိုင်းဖျားရှိခိုးပြီးတဲ့အခါဒီမှာ အင်းရဲ့မျက်နှာသားမှာအမှုတိုင်လေးထုံးပြီးတော့တမာတေကနှကောင်းနှမျက်တွေကိုမြစ်တာဖို့အမျှဝေပေးတာမျိုးလေးတွေကိုပြုလုပ်တင်ပါတယ်တဲ့ဒီကာလမှာလူမျိုးကြားဘာသာကြားတွေရဲ့ဥညီမစားမှုတွေခံရတတ်တယ်နော်လူမျိုးကြားဘာသာကြားတွေနဲ့ပတ်သက်ဆက်နွယ်ပြီးတော့အကျိုးကျေးဇူးအကျိုးမြတ်တွေခံစားရတတ်တယ်နိုင်ငံရဲ့အခြားနယ်ပတ်သက်ပြီးဆက်နွယ်ပြီးတော့လုပ်ရတဲ့လုပ်ငန်းတွေမှာလည်းအဆင်ပြေအောင်မြင်တတ်ပါတယ်တဲ့နော်ပြီးတော့ဒီကာလမှာမိမိမရောက်ဖူးသေးတဲ့ဒေသတွေကိုခီးသွားပြီးကြုံရတတ်တယ်အဲ့ဒီခီးဟာတဲ့ သူများနဲ့ပါသွားတဲ့ခီမျိုးဖြစ်တဲ့တဲ့။နော်သူများနဲ့လိုက်သွားရင်းနဲ့မရောက်ဘူးတဲ့ဒေသတွေကိုရောက်သွားတဲ့ခီမျိုးရောက်တတ်ပါတယ်တဲ့။အဲ့လိုခီတွေသွားတတ်တာပေါ့။ပြီးရင်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်သွားကရွဲ့နဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေညံ့တတ်တယ်။ပြီးရင်ခန္ဓာကိုယ်မှာအခုပိတ်ပေါက်တာအနေစိမ့်တွေပေါက်တာမျိုးလေးတွေပေါ့နော်။အဲ့လိုကျမ်းမာရေးတွေညံ့တတ်ပါတယ်တဲ့။အဲ့တော့ဒီကာလမှာသွားကျမ်းမာရေးတော့အနေနဲ့ view ဆိုင်ရပါမယ်။ပြီးတော့ဒီကာလမှာမိမိတဲ့နော်ယောက်ျားလေးတွေဆိုရင်ပေါ့မိမိတဲ့အသက်ကြီးတဲ့အမျိုးသမီးတွေရဲ့ ကိုညီမဆာမှုချစ်ခင်မှုကိုခံရတတ်တယ်။အဲ့တော့အသက်ကြီးတဲ့အမျိုးသမီးကိုကောင်းကျိုးပြုတတ်တယ်တဲ့။ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့လေငယ်ရွယ်သူတွေအနေနဲ့ပေါ့နော်ပညာရေးအားကောင်းနေတဲ့ချိန်ကာလဖြစ်တယ်။ဒီလိုကာလမျိုးမှာတော့သင်တန်းတွေဘာတွေတက်မယ်ဆိုရင်လည်းတက်တင်တယ်။နော်ပညာရေးနဲ့ပတ်သက်ပြီးတော့တခုခုလုပ်เสียရရှိရင်ဒီကာလမှာဆုံးဖြတ်ချက်တွေချတဲ့နယ်ကာလပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်တွေချမယ်ဆိုရင်လည်းကောင်းမွန်တဲ့ကာလပါတဲ့။နောက်တစ်ခုရှိတာကဒီကာလမှာထိပေါက်ကင်းရှိနေပါလေ။အဲ့တော့ ထိထွက်မဲ့ရက်တွေကလိုနေသေးပေမဲ့လည်းထိပေါက်ကန်ရှိနေတဲ့အတွက်ကြောင့်မလို့ခြေတွေပါတွေကိုအခုကာလမှာကြိုပြီးတော့ထိုးထားတင်ပါတယ်တဲ့အထိပေါက်ကန်ရှိနေတယ်တော့ပေါ့နော်ပြီးတော့ဒီကာလမှာငွေကြီးနဲ့ပတ်သက်ပြီးတော့အချင်းငါးတွေမလုပ်တင်ပါဘူးတဲ့ကိုပတ်စံဒီကာလမှာပတ်စံခြေလိုက်လို့ရှိရင်ဒီကာလမှာပြေးလိုက်တဲ့ပတ်စံဟာပြန်ရဖို့ရာမလွယ်ကူပါဘူးဒါကြောင့်မလို့ပတ်စံအချင်းငါးကိစ္စကိုတော့ဒီကာလမှာယူဆိုင်ပါပြီးတော့ဒီကာလမှာ မွေကြီးပဲဖြစ်ဖြစ်လူမှုရေးလူမှုရေးပဲဖြစ်ဖြစ်အာမခန္ဓာခေါင်းခန္ဓာလုံးဝမလုပ်တင်ပါဘူးအဲ့တော့ငွေကြီးအာမခန္ဓာငွေကြီးကိုကဆိုက်ပြီးတော့အကျွတ်ဆက်ရတာမျိုးဒါမှမဟုတ်ပြဿနာဖြစ်တဲ့အခါမှာကိုကပါသွားတာမျိုးတွေပေါ့နော်အဲ့ဒါအာမခန္ဓာကိစ္စတွေပြဿနာတက်တက်တယ်အဲဒါကြောင့်မလို့ငွေကြီးရင်းနဲ့လူမှုရေးအာမခန္ဓာကိစ္စတွေကိုရှောင်ကြဉ်ပါတဲ့ပြီးတော့ဒီကာလမှာဂရီပေးခြင်းကိုရှောင်ပါတဲ့နောက်တစ်ခုကဘာလေးကိုတော့ဘလို့ဖြစ်အောင်လုပ်ပေးမယ်ပေါ့နော်ဘယ်နှစ်ပေရက်ကိုဖြစ်အောင်လုပ်ပေးပါမယ်အစရှိတဲ့ဖြစ် ဂရီစကားတွေပေးလိုက်လို့ရှိရင်တဲ့အဲ့ဂရီပြက်ဖို့ရာအကြောင်းအရာတွေပေါ်လာတတ်တယ်တဲ့ဒါကြောင့်မလို့ဒီကာလမှာဂရီပေးမိရင်ဂရီတွေပြက်သွားတတ်ပါတယ်ဒါလေးကိုတော့ဗယူဆိုင်ပါအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီကာလအတွင်းမှာကန်တရားရဲ့အထောက်ပံ့တွေရရှိသေးဖို့အတွက်မိတ်ဆွေတို့ပြုလုပ်တဲ့ရည်ရွယ်ချက်ကတော့ဒီအိမ်မှာတန့်ရှင်းရေးလုပ်တာပေါ့နော်အိမ်တန့်ရှင်းရေးကိုယ်တိုင်လုပ်ရပါမယ်အိမ်တန့်ရှင်းရေးကိုယ်တိုင်လုပ်ရမယ်ပြီးရင် ဖရာတူစုရဲ့ဖရာတူစုရဲ့စနေတောက်မှာမေမြို့ပန်း16ပွင့်ကိုတွားရောက်တူတန်းပူသွားပါမယ်။ပြီးရင်အဲ့တောက်မှာရှိတဲ့ဘုရားရုပ်ပွားတော်ကိုမိမိရဲ့တက်စီရေတက်ပဲခြင်းအဖြစ်နော်ဒီကုသိုလ်ကိုပြုပေးခြင်းအဖြစ်ဒီတစ်ပတ်တာကာလတွင်မှာမကောင်းကျိုးတွေပြောပြီးတော့ကောင်းကျိုးတွေရရှိစေပါရခင်ဗျာ။မင်္ဂလာပါခင်ဗျာ။တောက်ကြတာသမီးများအတွက် နိုဝင်ဘာလ17ရက်နေ့မှနိုဝင်ဘာလ18ရက်နေ့အတွင်းတပတ်တာကာလကညမာကိုအကြံပြုဟောပြောပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးများအနေနဲ့ယခုကာလသည်တဲ့ကံအကောင်းလည်းမဟုတ်ကံအဆိုးလည်းမဟုတ်အကောင်းနဲ့အဆိုးနဲ့ရဲ့ကြောင်းစကုမတ်ကိုဈာကာလကိုရောက်နေတဲ့အချိန်ကာလမျိုးပဲဖြစ်ပါတယ်။ဒီကာလမျိုးမှာငင်ငင်လေးနေရင်ကံကောင်းပြီးတော့လှုပ်လှုပ်ရှားရှားနဲ့စွန့်သားလှုပ်ကြိုင်မယ်ဆိုရင်တော့ကံညံ့သွားစေတတ်ပါလေတဲ့။ဒါကြောင့်မို့ဒီလိုကာလမျိုးမှာလုံမြဲအလုပ်ကလေးကိုပုံမှန်လေးမှန်တမ်းလေးပဲ လောက်သွားတင်ပါတယ်လောဘကြီးနဲ့ပေါ့နော်စီးပွားရေးကိုအင်းနဲ့အားနဲ့လောက်သွားမျိုးစွန်သားလောက်ကင်တာမျိုးတွေဟာမလောက်တင်သေးပါဘူးလောက်လိုက်မယ်ဆိုရင်တော့ရှိတာလေးတွေပါသွားတတ်ပါတယ်ပုံသွားတတ်ပါတယ်တဲ့အဲ့တော့ဒီကာလအတွက်မိမိတို့နားလည်ထားပါသည် ထိုင်နေရင်ကောင်းထားသွားရင်အကျိုးအဲ့တော့ထိုင်နေရင်ကောင်းထားသွားရင်အကျိုးဆိုတော့ငင်ငင်လေးပဲနေတဲ့ကာလပေါ့ပြီးတော့ဒီလိုကာလမျိုးမှာမိဘဆရာသမားတွေရဲ့နော်အထင်မြင်လွဲခံရခြင်းသူတွေရဲ့ ညဉ့်ညင်းကိုကိုကခံတတ်ပါတယ်တဲ့အဲ့ဒီအခါမှာကိုကလည်းပဲနော်မခံကျင်စိတ်နဲ့မိဘဆရာသမားတွေရဲ့အပေါ်မှာပြန်လဲပြီးတော့ခွန်းတုံပြန်မိတာမျိုးတွေအတိုက်ခံပြုမိတာမျိုးတွေလုံးမိသွားတတ်ပါတယ်အဲ့လိုလုံးမိမယ်ဆိုရင်တော့မိမိရဲ့ကံတွေဟာညံ့သွားတတ်ပါတယ်ဒါကြောင့်မို့ဒီကာလမှာမိဘဆရာသမားအကြီးအကဲတွေရဲ့အပေါ်မှာပြန်လဲပြီးတော့တိုက်ခိုက်ခြင်းပြန်လဲပြီးတော့ခွန်းတုံပြန်ခြင်းပြန်လဲပြီးတော့အရွတ်တိုက်ခြင်းတွေလုံးဝမလုပ်သင့်ပါဘူးတဲ့ပြီးတော့ဒီကာလမျိုးမှာ အင်္ဂါနံစက်ပစ္စည်းတွေပါလေအင်္ဂါနံစက်ပစ္စည်းတို့ပြီးတော့လက်စွပ်တို့အဲ့ဒါဝင်လာတတ်ပါတယ်တဲ့အဲ့ဒါဝင်လာလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ကံဟာအကောင့်ဘက်ကိုရောက်သွားပါတယ်တဲ့ဒါကြောင့်မလို့စက်ပစ္စည်းတော်၎င်းလက်စွပ်တော်၎င်းဝင်လာရင်နမိတ်ကောင်းပါတယ်ကံကောင်းတဲ့ဘက်ကိုလည်းရောက်ရှိသွားစေပါတယ်ဒီလိုကာလမျိုးမှာအလုံးနဲ့ပတ်သက်လို့ရှိရင်ကိုယ်ပိုင်စီးပွားရေးပေါ့နော်ငွေကြေးအရင်းဒီဆိုင်ထုတ်ငွေကြေးအရင်းဒီတွေထုတ်ပြီးတော့မှငွေကြေးအမြောက်များနဲ့နော်စီးပွားရေးလုပ်ငန်းတွေစတင်မယ်ဆိုရင်တော့မတင်သေးပါဘူးဒါပေမဲ့ တရရောက်နဲ့စက်တူစည်းပွားလုပ်မယ်ဆိုရင်တော့လုပ်တင်ပါတယ်အဲ့တော့စက်တူစည်းပွားအကျိုးပေးတဲ့ကာလပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီကာလမျိုးမှာထီထိုးနေအောင်မှစက်တူထိုးတင်ပါတယ်တဲ့စက်တူထိုးပေါ့နော်လက်ရှိလုပ်နေတဲ့အလုပ်ကလေးကပုံမှန်လေးနဲ့သွားအဲ့ဒါအဆင်ပြေတဲ့ကာလပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီလိုကာလမျိုးမှာငွေကုန်ကြီးကြေးတွေများတတ်တယ်ငွေယူဆမှုတွေလည်းနည်းနည်းများနေတယ်ပေါ့နော်အဲ့တော့ ငွေကြေးကုန်ရမှုတွေများတဲ့ကာလငွေအထွက်ကျန်းနေတဲ့ကာလကိုရောက်နေပါတယ်အဲ့ဒီမှာကိုကနေပြီးတော့ငွေတွေအထွက်ကျန်းလို့ဆိုပြီးတော့ငါပတ်စံ၃လားလေးကိုငါရှော့လိုက်ပါဦးမယ်လေးပတ်စံလေးစုလိုက်ပါဦးမယ်လေးဆိုပြီးတော့မှအဲ့ဒီအတုံးတွေကိုရက်တံပြီးတော့ပတ်စံစုလိုက်ပြီဆိုတာနဲ့ကိုဘက်ကနှစ်ဆအရင်ကုန်တဲ့အရင်လအရင်ဘက်ကပေါ့နော်အရင်ကုန်နေတဲ့ငွေထက်နှစ်ဆပို့ပြီးတော့ပုံသွားတတ်ပါတယ်ဒါကြောင့်မလို့ဒီကာလကြီးငွေကုန်ကြီးကြတော့များမယ်ဒါပေမဲ့၃မြေတိုင်းဆက်ပြီးတော့၃ပါ ငွေကိုသွားပြီးတော့နော်စစ်စီပြီးတော့ခြွေတာလိုက်ပြီးဆိုတာနဲ့နှစ်ဆပူပြီးကုန်သွားတတ်ပါတယ်ဒါကြောင့်မလို့သုံးရက်အတိုင်းသုံးတဲ့ကာလပဲဖြစ်ပါတယ်တဲ့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့မကောင်းကျိုးပြကောင်းကျိုးရအောင်မိတ်ဆွေတို့ပြုလုပ်တဲ့ရရာကတော့မိမိတို့ထက်အသက်ကြီးရင်နဲ့လူကြီးတူဦးကိုတဲ့နွားနို့နော်နွားနို့အစိမ့်ပေါ့အာနွားနို့သွားပြီးတော့လက်ဆောင်ပေးရပါမယ်တဲ့အဲလက်ဆောင်သွားပေးလိုက်ပေါ့အဲ့တော့ဒီကာလမှာ လူကြီးပေါ့နော်အထက်လူကြီးတော့၎င်းဆရာသမားတော့၎င်းနွားနို့လက်ဆောင်တွားပြီးတော့ပြီးချင်းအဖြစ်မကောင်းတဲ့ကံတွေပပျောက်ပြီးတော့ကောင်းတဲ့ကံတွေကိုဖြစ်ပေါ်စေပါလေခင်ဗျာမင်္ဂလာပါခင်ဗျာစနေသားသမီးများအတွက်နိုဝင်ဘာလ17ရက်နေ့မှနိုဝင်ဘာလ19ရက်နေ့အတွင်းရပတ်တာကာလကံကြမ္မာကိုအကြံပြုဟောပြောပြမှာဖြစ်ပါတယ်စနေသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလသည်တဲ့ဖုန်ကံတွေမြင့်မားနေတဲ့ကာလဖုန်ကူကြီးမဲ့ကာလလည်းပဲဖြစ်ပါတယ်ဒီလိုကာလမျိုးမှာ မိတ်ဆွေတို့ရဲ့အကြံစီတွေအောင်မြင်တတ်တယ်လို့မိတ်ဆွေတို့ရဲ့ဆုတောင်းနေရလဲပြည့်တတ်တဲ့ကာလလေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလိုကာလမျိုးမှာကောင်းတာတွေပဲတွေ့ကောင်းတာတွေပဲပြောတင်ပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့ဒီကာလမှာမိမိတို့ရဲ့ကြံစီတဲ့အကြံစီတိုင်းကိုဖြစ်တတ်တဲ့ကာလဖြစ်လို့ပါ။အဲ့တော့ကောင်းတာကြံရင်ကောင်းတာဖြစ်ပြီးတော့မကောင်းတာကြံရင်လည်းမကောင်းတာတွေဖြစ်တတ်တယ်ပေါ့။နော်ဒါကြောင့်မို့လို့ကောင်းတာတွေပဲကြံတဲ့နေ့ကာလပါဆုတောင်းနေပြည့်မဲ့ကာလပါ။ဒီလိုကာလမျိုးမှာတမာတွေကနှကောင်းနှက်မြတ်တွေရဲ့ချစ်ခင်ညွန့်ကိုခံရတတ်တယ် လူမျိုးကြားတွေရဲ့ကုညီမဆမှုကိုခံရတတ်တယ်ဒါတွေကောင်းတာပေါ့ပြီးတော့နိုင်ငံရဲ့အခြားနယ်ပတ်သက်ဆက်လွယ်ပြီးတော့လုပ်ရတဲ့လုပ်ငန်းတွေမှာဆိုရင်လေဒါအဆင်ပြေချုံးမွေးမှုတွေရရှိတတ်တဲ့ကာလပဲဖြစ်ပါတယ်တဲ့ဒီကာလမှာငွေပြည်သူတွေအနေနဲ့ဆိုရင်တော့ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးအားကောင်းနေတဲ့ကာလလေးပဲဖြစ်ပါတယ်သင်တန်းတွေပါတက်ရတာဆရာကောင်းသမားကောင်းတွေတွေ့တာပညာရေးနဲ့ပတ်သက်ပြီးကြက်ရမှတ်လွယ်ကူတာပေါ့နော်အဲပညာရေးနဲ့ပတ်သက်ပြီးတော့အားကောင်းနေတဲ့ကာလလေးပဲဖြစ်ပါတယ်အခုရှိတာကဒီကာလမှာ ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့အစားမဆေးမလေးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ဒီကာလမျိုးမှာကျမ်းမာရေးနဲ့ပတ်သက်လို့တခုခုဆိုလို့ရှိရင်ဆေးဝါးတွေကိုဒီပေါ့ကြားဖို့နားဝါနဲ့တောက်တာမျိုးတွေပါလိမလုပ်ခဲနဲ့နော်တက်ကြွနားလေတဲ့သူတွေနဲ့မေးမြန်းပြီးတော့မှဆေးတွေပါလိဆိုရင်ဒါဝက်ချမ်းတောက်သုံးတာမျိုးတွေပြုတင်တယ်ပေါ့နော်အစားမဆေးမတတ်တဲ့ကျမ်းမာရေးတွေရှိပါတယ်တဲ့ပြီးတော့ဒီကာလမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီပေါ့ဒီအကျွေးဆုံးနာတွေနော် ငွေကြေးနဲ့ပတ်သက်ပြီးတော့လက်လွန်သွားပြီးတော့ပြန်မရတာမျိုးတွေဟာဒီလိုဒီလိုကာလမျိုးမှာပေးလိုက်လို့ရှိရင်တဲ့အဲ့လိုပြဿနာမျိုးတွေဖြစ်တတ်တယ်တဲ့ဒါကြောင့်မို့ဒီလိုကာလမျိုးမှာငွေပေးငွေယူကိစ္စတွေမှာဂယုဆိုင်ပါပတ်စံချင်းမဲ့ငားမဲ့ကိစ္စတွေဂယုဆိုင်ပါချင်းငားလိုက်ရင် ဆုံးတတ်တဲ့ကာလဖြစ်တယ်လို့ပါပြီးတော့ဒီကာလမှာအဲ့လိုမျိုးငွေကြေးတွေပေါ့နော်ပေးလိုက်လို့ရှိရင်ဆုံးရှုံးမှုတွေမှာကလက်လွန်သွားရင်ဆုံးရှုံးမှုတက်ရုံသာမကပေါ့အပေးယူလို့တဲ့ခါတွေမှာကိုပေးလို့ရှိရင်လည်း သူ့ရှိမှရင်သေချာစစ်ပြီးတော့သူ့ကိုပါတခါတည်းစစ်ပြီးတော့ယူသွားခိုင်းပါကိုကသူများရဲ့ကာကြီးကယူရင်လည်းပဲစစ်ပြီးမှယူပါဘလောက်ပဲယုံကြည်ရတဲ့လူပဲဖြစ်ဖြစ်နော်ဒီကာလမှာငွေစင်းရဲ့ပတ်သက်ပြီးစင်းရဲ့မှားတာတွေငွေကြီးလိုအပ်ချက်တွေဖြစ်တတ်တယ်တဲ့ဒါလေးကိုဂရုစိုက်ပါပြီးတော့နောက်တစ်ခုကမိမိရဲ့လက်လာဘကိုမျော်ကိုပြီးတော့သူ့ကိုပေါ့ကူညီတဲ့ကိစ္စတွေကိုရှောင်ပါတဲ့မိမိအနေနဲ့ပတ်စံဝင်စရာကိစ္စရှိနေတယ်အဲ့ပတ်စံဝင်ရင်သူ့ကိုပေးပါမယ်လို့ကိုကကတိပေးထားတယ်ဆိုကြပါစို့ အဲ့ဒီခါကျလို့ရှိရင်ကိုဒီဘက်ကဝင်မဲ့ပတ်စံတွေကပိတ်သွားတတ်ပါတယ်နော်အဲ့တော့မွေးကြီးနဲ့ပတ်သက်လို့ရှိရင်အဲ့လိုမျိုးကိုရဲ့ကိုရမဲ့လက်လာပါဦးညှော်ကိုပြီးတော့ဟိုဘက်ကိုပူညီမယ်ဆိုတဲ့စကားမျိုးမကြုံမိပါသေးနဲ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ကိုမှဝင်လာမဲ့ပတ်စံတွေကမဝင်လာတော့ပဲရက်တံသွားတတ်ပါတယ်ဒါတိတော့ဂယူဆိုင်ပါအဲ့တော့ဒီကာလမှာမိစရိုးနေနဲ့အေးရဆောဆောထားတာတွေလုတ်တင်နေတန့်ရှင်းကုသူတွေလုတ်တင်နေဒါတွေလုတ်မယ်ဆိုရင်တော့ဆွမ်းနာပြောတဲ့ဖုန်းတကူကြီးနေတဲ့ ဟာတွေဟာပို့ပြီးတော့တောက်ပြောင်လာပြီးတော့အဲ့ဒါစုတောင်းနေလဲပို့ပြီးတော့ပြည့်နိုင်ပါတယ်ပို့ပြီးတော့လဲနာမည်ကုန်သတင်းတွေကျော်တော့တက်ပါတယ်ဒါကြောင့်ဒီကာလမှာအိယာစောစောထားရမယ်နော်အိယာစောစောထားရမယ်တန့်ရှင်းရေးကုသိုလ်လေးတွေလုပ်ရမယ်အဲ့တော့မိတ်ဆွေတို့နေနဲ့ဒီကာလမှာမကောင်းကျိုးတွေပျောက်ပြီးကောင်းကျိုးတွေရောက်အောင်မိတ်ဆွေတို့ပြုလုပ်တဲ့ကြေရာကတော့လူကြီးတွေကိုတဲ့ကိတ်မုတ်လက်ဆောင်ပေးရမယ်တဲ့ကိတ်မုတ်ပေါ့နော်အဲ့တော့မိမိတဲ့အသက်အရွယ်ကြီးရင်တော့နော်လူကြီးတွေရောက်ကို ကိတ်မုတ်တွားရောက်လက်ဆောင်ပေးခြင်းအဖြစ်ဒီဒီပတ်တာကာလအတွင်းမှာမကောင်းကျိုးတွေပြောပြီးတော့ကောင်းကျိုးတွေရရှိစေပါတယ်ခင်ဗျာ